အလုံးမင်းမင်္ဂလာပါထဲရောပိုင်ချီကကြိုဆိုပါရယ်ချီဒီနေ့လုတ်ပြီးมาကတော့ဒီနှစ်ဖျားလေးတွေပေါ့เนาะကိုကိုသူတို့ဘာပြောချင်လဲဆိုတာကိုချီနဲ့တူတူ reading လေးကိုဆွဲကြမယ်ပေါ့เนาะဒါလေးကိုချီလေး unboxing video လည်းလုတ်ပြီးထားတယ်ပေါ့เนาะအဲ့ဒါလေးကိုလည်းသွားကြည့်ကြအောင်ချီတင်လို့ရှင့်ပေါ့เนาะโอเคအဲ့တော့ဒီနေ့ချီဆွဲမယ်ဒီနှစ်ဖျားကကိုကိုလာရောက်ပြီးတော့ကိုဘာတွေသိဖို့လိုအပ်လဲပေါ့เนาะအဲ့ဒါကိုချီနဲ့တူတူကြည့်မယ်ဒီနှစ်ဖျားကရောက်လာပြီးတော့ ကိုအတွက် reading မှာလာပြီးတော့ပြောသွားမလဲပေါ့နော်ရှင်းနေတူကြည့်ရအောင်ဒါသိတဲ့သူထိုက်တာလေးတွေပေါ့နော်ဒီဗီဒီယိုကိုကြည့်တဲ့သူလေးတွေအတွက်ကိုကြည့်ပတ်ပေးမှာဖြစ်တယ်ဘယ်နှစ်ကြာပါဆိုရင်ဒီမှာဝါ mother art တဲ့နံပါတ်2ဒီမှာ mother art ကိုကြာတယ်ဟုတ်ပြီ ชีนอทตะแกทัดสวยไหมตะแกทัดสวยไหม้วมาสวยไหลเนี่ยแล้วทำนาทียาเดียวกูให้ขอแม่บ่อนนะดูว่าลายยาวกี่รอบจอมันให้ดูเรียนด้วโอเคตะมุนกอดตะมุนกอดลาบีนี่แหละยาวดอกไหมเนาะ โอเคอดมาหน้าพี่นี่ยยาวลาบาบีโอ้ ที่อันนั้นมา base of the deck มาจะมา garnets of love and fertility ကြရတယ်ပေါ့နော်ပြီနော်โอเคချင်းနဲ့တူတူ reading လေးကိုကြည့်ရအောင်ဒီနှစ်ဖျားနှစ်ယောက်ကကိုဘာပြောချင်လဲပေါ့နော်အဲ့ဒါကိုကြည့်မယ်ပထမအောင်ဆုံး mother art mother art ဆိုတော့ကိုကကိုကြံစီနေတယ်ကိုရဲ့အတွေးခေါ်တွေဘာညာအဲ့ဒါတွေက ပို့ပြီးတော့အဲ့လိုမျိုးဖြစ်မြောက်လာမယ်ပေါ့ပါသေးလားအရင်တော့ကမဖြစ်မြောက်သေးဘူးအဲ့လိုမျိုးအရာတွေကပို့ပြီးတော့ဖြစ်မြောက်လာမယ်ပြီးရင်ဒီလာပြီးနေ့မှာအစီအရင်တွေဘာညာလုပ်မဲ့သူတွေအဲ့လိုမျိုးဆိုလို့ရှင်အကျိုးပေးရပေါ့နော်ကိုက manifestation တွေဘာညာလုပ်နေဆိုလို့ရှင်ဒီလာပြီးနေ့မှာပို့ပြီးတော့ manifestation တွေလုပ်မယ်အဲ့လိုမျိုးဆိုရင်ကိုကပို့ပြီးတော့အကျိုးပေးတယ်ပေါ့နော်အဲ့ဒါကိုတွေ့ရတယ်ဒီမှာဖဲကလေးနဲ့ချီရီနေဖတ်ပြီးမြပြောထားရပေါ့เนาะစတိုရီမှာအဲ့တော့ ဖိတ်ကတ်လေးနဲ့ဗီဂျင်ထပ်ပြီးတော့ကြည့်ရအောင်ဖိတ်ကတ်လေးနဲ့ဟုတ်ပြီโอ้ the joker ကြပါတယ်ဟုတ်ပြီနောက်ဆုံးတကက်ထပ်ဆွဲမယ်နောက်ဆုံးနှစ်ကက်တောင်လန်သွားတယ်ပေါ့เนาะအဲ့တော့ချီယူလိုက်မယ် joker okay အဲ့တော့ ဒီ reading ကိုကြည့်ညင်သူလေးအတွက်ဘာ message ပါလဲဆိုတော့ဗောနော်ဒီနှစ်ဖျားနှစ်ယောက်ကလာပြီးတော့ဘာ message ပေးချင်လဲဆိုတော့ okay အဲ့တော့အရင်တော့ကိုဒီစီးပွားရေးလုပ်ငန်းကိန်းကန်းနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေတာမျိုးအဲ့အဲ့လိုမျိုးကို့မှာအခက်အခဲတွေတွေ့နေတာမျိုးအဲ့လိုမျိုးဆိုလို့ရှင်တဖြည်းဖြည်းနဲ့ကွာကိုပတ်စံနေပို့ပြီးတော့ရလာလိုက်မယ်ကိုရတဲ့ပတ်စံနေလဲပို့ပြီးတော့စုမိမယ်ဗောနော်ပြီးလို့ရှင်ကို့ဒီ အာယောဂဝေဒနာတွေပေါ့နော်အရင်တော့ဖြစ်တဲ့ယောဂဝေဒနာတွေကိုပြန်ပြီးတော့ခံစားနေရတဲ့ဘာညာအဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်လည်းအဲ့အရာတွေအတွက်ကိုစေကံပြတာမျိုးဘာမျိုးအဲ့လိုမျိုးလုပ်ရမယ်ပေါ့နော်ကိုယ့်ရဲ့ဒီပတ်စံအတွက်ကက်စီမနေပဲနဲ့ကိုသုံးတဲ့သုံးထိုက်တဲ့နေရာမှာသုံးရမယ်ပေါ့နော်ပြီးရင်အရင်အထက်ပို့ပြီးတော့ကိုက decision တွေပို့ပြီးတော့မှန်ကန်စွာချပြစ်လာမယ်နော်ကိုအဲ့လိုမျိုးလုပ်ချင်ရှိတဲ့အရာတွေကိုတိတိတတာနဲ့ပို့ပြီးတော့ဒီလာဖေးနီကြော်သွားတာနဲ့ပို့ပြီးတော့ကိုပို့လုတ်ဖြစ်မယ်ပေါ့เนาะအဲ့ဒါကိုချီတွေ့ရယ် အဲ့တော့ဒီ Oregon နောက်ထပ်တစ်ခန်းနဲ့ထပ်ပြီးတော့ကြည့်မယ်။ဘာတွေသိဖို့လိုလဲပေါ့နော်။တက်လေးနဲ့ထပ်ပြီးတော့ကြည့်မယ်။ကိုဘာလေး focus လုပ်ဖို့လိုလဲဟုတ်ပြီ။ Cassandra အော်တချို့လူတွေဒီလာပြီးနေမှာခရီးတွေဘာညာများသွားပြစ်မလားမသိဘူးเนาะဂျုံနေလဲပိတ်တယ်ဗန်နေလဲပိတ်တယ်အဲ့လိုမျိုးဆိုရင်သွားပြစ်မလားမသိဘူးပြီးတော့ဒီ relationship တမားတွေပေါ့เนาะကိုကအဲ့လိုမျို အရန် commitment ပေးနေတဲ့အဲ့လိုမျိုးလူတွေပေါ့နော်အဲ့လိုမျိုးလူတွေကတကယ်လို့ဒီ relationship မှာကိုလိုချင်တဲ့ဒီလိုမျိုးမိသားစုနဲ့တတိုင်ဝန်းဝန်းနဲ့အဲ့လိုမျိုးပုံစံကိုမနေထိုင်နေရဘူးကိုကသူကြိုးဆွဲရကနေရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအဲ့လိုလူတွေကဟိုထွက်သွားပေါ့နော်ဒီ relationship ကမြင်ပြီးတော့နောက်ထပ်အဲ့လိုမျိုးလူတစ်ကကိုဘွားတွေကိုရောက်လာမှာတချို့ ਈ ဆိုလို့ရှိရင် break up ဖြစ်ထားတာမျိုးအဲ့လိုမျိုးလူလေးတောင်မှချီတွေ့ရတယ်ပေါ့နော်อืมအဲ့ဒီနတ်ဖျားနှစ်ယောက်ကွာဒီ ကိုလုံးစရာရှိတယ်ကို့မှာအဲ့လိုမျိုးအကြံဉာဏ်တွေပေါ်လာတယ်အဲ့လိုမျိုးဆိုလို့ရှင်လုတ်ပလိုက်ပေါ့နော်ဒီလားကို့မှာတကယ်အဲ့လိုမျိုးဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကောင်းမွန်တဲ့အတိုင်းဝိုင်းနေလေရရှိမယ်ကို့ဘဝအတွက်ပေါ့နော်အချိုးကွေနေရာတစ်ခုပေါ့နော်အဲ့လိုမျိုးကိုရောက်ရှိမယ်ပြီးတော့သူတို့ကလည်းကို့ကိုဟို ကိုယ့်ရဲ့ဒီ action ပေါ်မူတည်ပြီးတော့ကွာဒီလား blessing ကြီးကိုပေးလာမယ်အဲ့လိုမျိုးတွေ့ရတယ်ပေါ့เนาะဒီလားဟိုသူတို့ရဲ့ blessing ကြီးပေးလာမယ်ကိုယ့်ရဲ့ဒီဒါ new chapter ပေါ့เนาะ new chapter စဖို့အချိန်တန်ပြီးကိုယ့်အရင်တော့ဒီ relationship တမားတွေပြတ်ဆဲထားတဲ့သူတွေဘာညာပါတယ်ဆိုလို့ရှင်လဲဒါပြီးဆုံးသွားပြီပေါ့เนาะအစ်တစ်ပံပြန်ဆလို့ရပြီကိုယ့်ရဲ့ဒီအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ပုံမူပြီးတော့အဆင်ပြေလာမယ်ကောင်းမွန်လာမယ်အဲ့ဒါကြောင့်မလို့ပေါ့เนาะကိုက ီထက်ပိုပြီးတော့ရှေ့ဆက်သွားလို့ရတယ်လှုပ်ရှားရှိတာတွေလုပ်မယ်အဲ့လိုမျိုးပြောထားတယ်ပေါ့နော်အမ်ဒီမှာ four of swords ပဲပြန်ကြတယ်ဒီဘက်မှာဖဲကတ်နဲ့ကလည်း four of swords ကြထားတယ်ပေါ့နော်ဒီမှာတွေ့လားမသိဘူး for of source ကြထားတယ်အဲ့တော့ဒါ double confirmation ပေါ့เนาะကိုလောက်ရမယ်အလုပ်ဒီကိုဖြစ်ချင်တဲ့အရာတွေပို့ဆက်လက်ပြီးတော့ပို့ပြီးတော့စ조사အားထုတ်ပြီးတော့လောက်ခံရမယ်မိသားစုကိုအချိန်ပေးရမယ်ကိုပေါ်ချစ်ခင်တဲ့တကယ်တငယ်ချင်းအပေါင်းအမွန်နေတဲ့အချိန်ပေးရမယ်အဲ့လိုမျိုးပေါ့เนาะအဲ့တော့မှ သူလက်ဖျားကကိုအရင်တော့ကိုသူများတွေပေါ့ကိုညီပေးထားတဲ့သူလုတ်ပေးထားတဲ့အရာတွေအဲ့လိုမျိုးတော့ကို blessing ပြန်ပေးမှာပေါ့နော်ပြီးရင်ကိုဘဝထဲမှာပေါ့နော်ကိုအတိတ်တုန်းက trauma တွေအဲ့လိုမျိုးလွတ်မချနိုင်ခဲ့တဲ့အရာတွေအဲ့ဒါတွေအကုန်လုံးလည်းကိုကလွတ်ချဖို့အချိန်တန်ပြီပေါ့နော်ပြီးတော့ကိုကိုပြပြပပဒီခီးတွေဘာညာသွားဖို့လို့လှုပ်ဆရာရှိတာတွေလို့အဲ့လိုမျိုးနဲ့ကိုအချိန်အကုန်ဆုံးပေါ့နော် relationship တမှာပြတ်ဆဲထားတဲ့သူတွေဆိုလို့ရှိရင်လည်း ဒါဟိုနောက်ထပ်လူတစ်တယောက်ဝင်လာမဲ့ energy ကိုကြီးတွေ့ရကွာဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါမဲ့အချိန်နည်းနည်းတော့ပေးရမယ်တစ်ဖက်လူကအဲ့လိုမျိုးသူကအရန်စဉ်းစားတတ်တယ်အဲ့လိုမျိုးတွေးခေါ်တယ်တခုခုမလုပ်ခင်သူကစဉ်းစားနေတယ်တွေးခေါ်နေတယ်အဲ့အတွက်ကြောင့်မလို့အချိန်လေးတွေကြာနေတတ်တာမျိုးတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီ reading ကိုဖတ်နေတဲ့သူလေးပေါ့နော်ကို့မှာအဲ့လိုမျိုးစောင့်ထားတဲ့ ခရစ်စတယ်လေးတွေရှိတယ်ကြောက်ကလေးတွေရှိတယ်အဲ့လိုမျိုးသူတွေဆိုလို့ရှင်လဲအဲ့ဒီခရစ်စတယ်လေးတွေကြောင့်ပေါ့နော်ကိုကအဲ့လိုမျိုးညာဘက်ကြလို့ရှင်အိမ်မက်တွေမတ်တာတော့လကောင်အိမ်မက်တွေရတာတော့လကောင်အဲ့အဲ့လိုမျိုးလေးတွေရတတ်တယ်ပေါ့နော်ဒီရပိုင်းအဲ့လိုမျိုးဒီအာသူပါတွေဘာညာအဲ့လိုမျိုးရှိတယ်ဆိုလို့ရှင်တော့မတော်နဲ့ပေါ့နော်တစ်ချက်ရှောင်အောင်ပေါ့နော်မိသားစုနဲ့ချိန်ပေးမယ်တငယ်ချင်းပေါင်းသင်းနေတဲ့ချိန်ပေးမယ်ကိုလုံးချရာရှိတာကိုကိုလုံးမယ်အဲ့လိုမျိုးပေါ့နော်ပြီးရင်သူတို့နဲ့တင်တာတူတူသွားစားတာတော့လကောင် အချစ်သူကြီးစားရှိရသူတို့ဆိုဆိုလို့ရှင်သူတို့နဲ့ဒီခီးဒီပါညာတူတူသွားတနားတူတူစားအဲ့လိုမျိုးပေါ့နော်တချို့ဒီ relationship တဲမှာပိတ်နှောင်ထားခံရတဲ့သူတွေအဲ့လိုမျိုးတွေဆိုလို့ရှင်နော်ဒီကိုယ့်အတွက် toxic ဖြစ်တဲ့ relationship ကမြင်ပြီးတော့ဒါပြတ်ဆဲဖို့အချိန်တန်ပြီ the joker ဆိုတာက the fool ကိုပြောတာပေါ့နော် terror ကလည်းဆိုလို့ရှင်အဲ့တော့ဒါက ကိုယ့်အတွက် new beginning ပေါ့နော်နောက်ထပ်လူသစ်ဝင်လာမယ့် energy ပြီးတော့ဒီဘက်မဲတော်နဲ့ဒီဘက်မှာနောက်ထပ်ဒီနှစ်တစ်ပါးကလည်းကိုယ် blessing ကြီးပေးလာတော့မှာပေါ့နော်အဲ့တော့ဒီ live ဒီနေ့ရမြင်စပြီးတော့ကိုကကိုဒိဋ္ဌန်ရင်ဒိဋ္ဌန်သလိုကိုယ့်အတွက်အောင်မြင်မှုတွေရရှိမယ်ကွာဒီလားအဲ့တော့ကိုကဒီ live ဒီနေ့မှာမှအဲ့လိုမျိုးတက်တက်လွတ်လေးစားလိုက်တာတော့လကောင်ဖျားသွားပြီးတော့ဖျားချောင်းတက်ပြီးတော့ကောင်းမှုကုသိုလ်လေးတွေလုပ်လိုက်တာတော့လကောင်အဲ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ဒီမှာ blessing ပေါ့နော်ကိုကကိုအဲ့လိုမျိုးအာထီထီဘာညာပောက်သွားတာတော့လကောင်ကိုအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားတာတော့လကောင်အဲ့လိုမျိုးလေးတွေပေါ့နော်နေရဖျားမှာတတိလေးတွေကတ်တာပဲဖြစ်ဖြစ်အဲ့အဲ့လိုမျိုးလေးတွေလုတ်ပေါ့နော်ကိုသူတို့က blessing ပေးဖို့စောင့်ကြည့်နေတယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာကိုကကိုရဲ့ action ကိုကောင်းကောင်းမွန်မွန်နဲ့ကိုမှန်ကန်စွာမှန်ကန်စွာပေါ့နော်နေထိုင်မယ်ဆိုလို့ရှိရင်ဒီနတ်ဖျားနှစ်ဦးလုံးကကိုလာရောက်ပြီးတော့ blessing ပေးမှာဖြစ်တယ်ပြီးတော့ကို့ဘဝထဲမှာလည်း single လေးတွေ relationship ပြတ်ဆဲထားတဲ့ break up သမားတွေဆိုလို့ရှိရင်လည်းအချစ်တင်ဝင်လာလိုက်မယ်တိတ်မကြတော့ဘူးပေါ့เนาะဒါကြမယ်ဆိုလို့ရှိရင်တော့အာ3လလလောက်ပဲကြာမှာပေါ့เนาะအဲ့မှာအချစ်တစ်ဝင်လာမယ်အဆင်ပြေမယ်ငွေချင်းနဲ့အလုတ်ကင်နေဆိုလို့ရှိရင်လည်းကိုဒီအလုတ်တစ်တစ်ခုကိုစတင်ပြီးတော့လုတ်ဖြစ်မယ်စတင်လုတ်ဖြစ်ပြီးတော့မှအဲ့ရမြင်ပြီးတော့မှကိုကဒီအောင်မြင်မှုကိုရရှိမယ်ပေါ့เนาะအဲ့လိုမျိုးကြီးတွေ့ရပေါ့เนาะအဲ့တော့ဒီ reading လေးကတော့ဒါ ဒီနှစ်ဖျားနှစ်ဦးပေါ့နော်ကို့ကိုဘာပြောချင်လဲဆိုတာလာရောက်ပြီးတော့ခြိဖက်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးပဲကံကောင်းကြပါစေ